ိုသားဒီမိုကရေစီအဖွဲ့ချုပ်ဟာနိုင်ငံရေးသူတည်တည်ပြီးလိလာသုံးသက်သူတွေထင်ထားတာထက်ရွေးကောက်ပွဲမှာတနိုင်ငံလုံးနှီးပါအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ NLD ပါတီဟာ တပါတီတဲကဥဆောင်ပြီးအစိုးရဖွဲ့စည်းနိုင်မှာဖြစ်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အရေးအတွက်ရဲ့80ရာခိုင်နှုန်းနှီးပါကိုစိုးမိုးထားနိုင်ပြီဖြစ်ပါတယ်။ရှစ်လင်းလုံးအရေးတော်ပုံကြီးနောက်ပထမအဦးဆုံးကျင်းပခဲ့တဲ့1990ရွေးကောက်ပွဲမှာတုန်းကလည်း ့ NLD ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာအခုလိုပဲအများစု အနိုင်ရရှိခဲ့တာပါလက်ရှိချိန်မှာအာဏာလွှဲပြောင်းရေးနဲ့ပတ်သက်ပြီးနိုင်ငံတော်တမရတမရကာကွယ်ရေးဦးစီးချုပ်တို့ကထုံးမွေအောင်လွှဲပြောင်းပေးမယ်လို့အာမခံထားတာကြောင့်စိုးရိမ်စရာမရှိတော့ပေမဲ့အာဏာလွှဲပြောင်းရေးမှာစိန်ခေါ်မှုတွေအများကြီးရှိနေတာဖြစ်ပါတယ်ဒေါ်ဆန်းစုကြည်က အာဏာလွှဲပြောင်းရေးနဲ့ပတ်သက်ပြီး1990တုန်းကလိုအချိန်မဟုတ်တော့ပဲ 2015မှာတိုင်းပြည်ကိုအုပ်ချုပ်တဲ့လူတွေလည်းမတူတော့သလိုအင်တာနက်အွန်လိုင်းဆိုတာကနေသတင်းအချက်လက်တွေအလင်းမြန်ရောက်နိုင်တဲ့ခေတ်ဖြစ်တာကြောင့်စိုးရိမ်မှုမရှိဘူးဆိုပြီး ပြောဘူးပါတယ်90ရွေးကောက်ပွဲတော့ကျွန်တော်တကွကြုံတယ်90ရွေးကောက်ပွဲမှာကျွန်တော်တို့ကအားလုံးထောင်နေရအောင်အဲ့တော့ထောင်နေမှာက PCB UD ကတရားကြော်ကြော်လောက်ရှိတယ် LND ကလည်းတရားနီးပါးလောက်ရှိတယ်အဲ့နိုင်အင်အားစုတွေပေါ့ဗျာ အဲ့လိုပဲကျွန်တော်တို့စောင့်နေကြတော့ရွေးကောက်ပွဲမှာ energy landscape နိုင်နေဆိုကြားလာတယ်အခုလိုပဲအခုကတော့ပိုတော်များမဲ့ထင်တယ်အဲ့တော့ကျွန်တော်တို့ကစဉ်းစားရတယ်တခုစဉ်းစားရတယ်ကုဘက်ကနေပြီးတော့ call ခေါ်ပါ power sharing အတွက် call ခေါ်ပါဆိုတော့ white တွေ့ကြတယ်ကျွန်တော်တို့အထူးသဖြင့်တော့ PCB UG တွေရပေါ့ energy ကအစားနဲ့လက်ခံတယ်ထောင်းတဲ့ energy တွေဒါပေမဲ့ PCB UG ကအကြီးတော့ white တွေ့ကြတယ် ဘာလို့လဲပေါ့ကိုယ့်ဘက်ကရွေးကောက်ပွဲနိုင်ပြီအဲ့တော့စိတ်ကျက် constitution အစ်စ်ရေးပြီးတော့အာဏာလွှဲပြောင်းရေးချမယ်ဒီလိုလာတာပေါ့အဲ့တော့နားထောင်လို့တော့ကောင်းတော့ပေါ့ဗျာလူကြိုက်များတာပေါ့လက်တွေ့ကတော့ကျွန်တော်ပြဿနာကြီးမယ်ထင်တယ်လက်တွေ့လက်တွေ့မှာတကယ်လည်းပြဿနာကြီးသွားအခုကတော့အနေထားအဲ့လိုမဟုတ်တော့ဘူးနံပါတ်1ကတော့စသကြီးကိုလည်းအပြင်းမှရောက်နေအဲ့ဒါတော်တော်ကောင်းသွားတယ်အဲ့တော့သူ့ဆုံးဖြတ်ချက်နဲ့ပဲကိုယ့်ဘက်ကစကောခေါ်တယ်အနိုင်ရပါတီက စပြီးတော့ call ခေါ်တယ်ဆိုတာဒါတော်တော်ကောင်းတဲ့ကိစ္စအောင်တော်တော်လဲကိုဘကနိုင်ငံကြီးကလည်းအပေါ်စီရတယ်ကောင်းလဲကောင်းတယ်ပေါ့ဗျာနော်အကျိုးလဲရှိနိုင်ပါတယ်ဒါကြောင့်မို့လို့အာဏာလွှဲပြောင်းရေးလဲအေးအေးညောင်ညောင်ဖြစ်နေမယ်လို့ကျွန်တော်တို့အခုဒီညွန်နေတာလေပေါင်း990လုံးကလို့မဟုတ်တော့ပေမဲ့လက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေသူတွေဟာ စစ်တပ်ကလာသူတွေပဲဖြစ်တာကြောင့်အာဏာလွှဲပြောင်းရေးဟာညှိနှိုင်းဆွေးနွေးပြီးမှအဆင်ပြေထုံးပွင့်မယ်ဆိုတာမျိုးအခြေအနေဖြစ်ပါတယ်။ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပြီးနောက်ပိုင်းဒေါ်ဆန်းစုကြည်ကနိုင်ငံတော်သမ္မတဦးသိန်းစိတ်တမတော်ကာကွယ်ရေးဦးစည်းချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပြည်တော်စုလွှတ်တော်နိုင်ကသူရဦးရွှေမန်းတို့နဲ့တွေ့ဆုံဆွေးနွေးဖို့မြစ်တာရက်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတော့ဒေါ်ဆန်းစုကြည်နဲ့သူရဦးရွှေမန်းတို့ နေပြည်တော်မှာတွဲဆောင်ဆွေးနွေးခဲ့သလိုအာဏာလွှဲပြောင်းရေးအစဉ်ပြေဖို့အတွက်ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်တမရော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ဒေါ်ဆန်းစုကြည်နဲ့လာမဲ့ဒီဇင်ဘာလအတွင်းမှာတွဲဆောင်ဆွေးနွေးသွားမယ်လို့ပြည်ပမီဒီယာတခုနဲ့တွဲဆောင်မေးမြန်းခန်းမှာပြောကြားထားပါတယ်တမရော်ကာကွယ်ဦးစီးချုပ်ဟာ အာဏာလွှဲပြောင်းရေးချုံးမွေးဖို့အတွက် အဓိကအကြဆုံးပုံကူဖြစ်နေပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးထွတ်တော်အသီးသီးကတမတော်သားလွှတ်တော်ကိုစလဲ25ရာခိုင်နှုန်းအရေးကိစ္စတွေဟာတမတော်ကာဝေးဦးစီးချုပ်တဦးတည်းပုံမှန်မှုတည်နေသလိုဖြစ်နေတာပါ။အရေးကြီးဆုံးကိစ္စကတော့တရားဥပဒေစိုးမိုးရေးပေါ့။တရားဥပဒေစိုးမိုးရေးမန္တလေးကိုတကယ်တမ်းအဓိကကြောတော့နောက်ခံပြုရမှာပြည်ထရေးဝန်ကြီးဌာနဖြစ်နေတယ်။ဆိုတော့ပြည်ထရေးဝန်ကြီးဌာနရဲ့ဝန်ကြီးဆိုတဲ့သူကတော့ဟလာကာကွယ်ရေးဝန်ကြီးနဲ့ပြည်ထရေးဝန်ကြီးရဲ့ authority ကတော့တက်လက်ထဲမှာပဲပြန်ရှိနေတယ်။ဆိုတော့အဲ့ဒီပြဿနာအဲ့ဒီမှာပိုဆိုးနိုင်နေပေါ့နော်။တမရအပေါ်မှာရှိတဲ့ပြဿနာထက်ဟလာဒီဘက်ကလှုပ်ရှားမယ်ဟာရဲ့အခုလဲဟိုတမရကြီးရမြေတားရက်ခံပါတယ် မတိုက်ပါနဲ့တော့လို့ပြောတဲ့ချိန်မှာလည်းတိုက်ပွဲတွေကဖြစ်တော့ဖြစ်နေသေးတာပဲဆိုတဲ့အတွက်ကြောင့်မလို့ပေါ့အဲ့ဒီပြဿနာပါကျွန်မထင်တာတော့ကလရှိဖွဲ့စည်းပုံအခြေခံဥပဒေအရာကိုဟိုနှစ်ဖက်လုံးပေါ့နော်တစ်ဘက်ကကြည့်ရင်တော့ကိုကပူတော့ဒီဘက်ကနေပူကြရဲပေါ့လေဟလာဘလို့ဖြစ်မလဲဆိုတော့သူတို့ဘက်မှာလည်းအဲ့ဒီပြဿနာရှိလာတာပေါ့ခုနနှစ်နှစ်လုံးသာယူထားရတယ်လုံလုံလောက်လောက်တခုလို majority နိုင်သွားတဲ့အခါကျတော့ဟလာနိုင်ငံရေးရှိသမျှအာဏာတွေအကုန်လုံးလုံလုံလောက်လောက်လောကြီးအုပ်လို့မဖြစ်နိုင်တော့ဘူးဆိုတဲ့အပူလဲသူတို့မှာလည်းရှိလာတယ် တော့နှစ်ဖက်လုံးတော့တော်တော်လေးညှိနှိုင်းရလိမ့်မယ်တန်းပြည်ရဲ့မျက်နှာလူသူရဲ့မျက်နှာဒီအကျိုးကိုတကယ်ကြည့်မှာပဲညှိနှိုင်းမှုအအောင်မြင်မှာပါနိုင်ရအန်ရီပါတီဥက္ကဋ္ဌဒေါံဆန်းစုကြည်ကမြို့သားပြန်လဲရင်ကြားစေရေးကိုဥတီလှုံ့ဆော်သွားမယ်လို့ရွေးကောက်ပွဲမဲဆွေကာလာတွေတဲကပြောထားတာရှိတယ်လို့နိုင်ငံတော်သမရဦးသိန်းစိန်နဲ့တမတော်ကာဝေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့ကလည်း နိုင်ငံတော်အာဏာကိုလွှဲပြောင်းပေးမယ်လို့ကြေပြူထားတာတွေလည်းရှိပါတယ်။ပြီးတဲ့ရေကောက်ဘိုးအကြီးချင်းအားဖြင့်ဒီတက်မရော်ကို၌ကတစုံတရာအပြောင်းလဲကိုလိုလားတယ်ဆိုရက်လက္ခဏာကိုကျွန်တော်တို့တွေ့ရတယ်။ဒါတစ်ခုပေါ့။နောက်တစ်ခုက အခုဒီတမနိုင်ငံတော်တမရအနေနဲ့လည်းပဲဒီအာနာကိုချောချောမွေ့မွေ့ဖြစ်အောင်လှုပ်မယ်။အာနာကိုချောချောမွေ့ဖြစ်အောင်လွှဲပေးမယ်ဆိုတာကိုကျွန်တော်တို့နဲ့တွေ့ဆုံပွဲတွေမှာခဏခဏသူပြောထားတာရှိတယ်။နောက်ခုနကကာချုပ်ကလည်းအဲ့ဒီသဘောမျိုးပြောတာရှိတယ်။ ဆိုတဲ့အခါကျတော့ကျွန်တော်မြင်တာကတော့ခဏိတောင်ဆန်းစုကြည်ကို၌ကလည်းပဲနော်ဒီအမျိုးသားညီညွတ်ရေးပေါ့အမျိုးသားပြန်လဲတင်မြတ်ရေးအစိုးရကိုဖွဲ့စည်းမယ်ဆိုတော့သူကိုယ်တိုင်တိတိလင်းလင်းပြောတတ်တာရှိတယ်။ဆိုတော့သူတို့တွေရဲ့ဆွေးနွေးမှုကအပေါ်မှာအများကြီးမူတည်လိမ့်မယ်လို့ကျွန်တော်တင်ပါတယ်။သူတို့ဆွေးနွေးမှုချောမွေ့ချောမွေ့ချောမွေ့သလိုပဲနောက်တက်မဲ့အစိုးရကလည်းပဲတကယ်တိုင်းပြည်ကိုတိတိညင်ညင်နဲ့ဆက်ပြီးတော့ဦးနာကိုဒီမိုကရေစီရပဲဖြစ်ဖြစ် စီးပွားရေးရပဲဖြစ်ဖွံ့ဖြိုးတိုးတက်တဲ့လမ်းကြောင်းငြိမ်းချမ်းရေးရပဲဖြစ်ဖြစ်ဖွံ့ဖြိုးတိုးတက်တဲ့လမ်းကြောင်းကိုတည်ဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်တို့အဲ့လိုယူဆပါတယ်။2015ရွေးကောက်ပွဲဟာအပြောင်းလဲကိုတဖြည်းဖြည်းချင်းထက်မြန်မြန်ဆန်ဆန်ပြောင်းလဲတာကို မြင်ရင်နဲ့ပြည်သူအများစုက NLD ပါတီကိုမဲပုံအောင်ပေးလိုက်တယ်လို့လည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရေးမှာပြည်တွင်းစစ်အပိသက်ခြုံရေးအလောက်ကန်ခွင်လန်းဖန်တီးရေး ပညာရေးနဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်ရေးစတဲ့ကိစ္စတွေဟာပြီးခဲ့တဲ့အစိုးရ9နှစ်သက်တမ်းတွင်အစပြုယုံသာလုပ်နိုင်တဲ့အခြေအနေမျိုးဖြစ်ပြီးအားလုံးဟာဒေါက်တာဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကိုအဲ့ဒီအပြောင်းလဲတွေလိုချင်တာကြောင့်မဲပုံဩပေးလိုက်သလိုလည်းဖြစ်နေပါတယ်ပြည်သူလူထုကနော်ဒါဒေါက်တာဆန်းစုကြည်ကိုနော်ဗမာနိုင်ငံရဲ့နော်အမျိုးသားပြန်လည်တည်မြဲရေးနော်ဒါကျွန်တော်တို့အမျိုးသားအဲဒီတွေးဆုံညှိနှိုင်းရေး နော်ပြည်တွင်းညဉ့်ဉန်းရေးနော်ကျွန်တော်တိုင်းပြည်ပြန်လဲထူထောင်ရေးအတွက်ယုံကြည်စိတ်ချစွာနဲ့တာဝန်အနှင်းလိုက်တာပဲပြီးခဲ့တဲ့28နှစ်လောက်ကာလအတွင်းမှာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတောက်လျှောက်ဒီအမျိုးသားအာဒီပြန်လဲသိမ့်မြတ်ရေးအတွက်နော်ဆွေးနွေးပွဲတွေကိုတောင်းဆိုခဲ့ရတဲ့သူဖြစ်တယ်နော်ခုလူလူရဲ့ပေးအနှင်းလိုက်တဲ့အာဏာရဆိုရင်တော့ဒီအမျိုးသားပြန်လဲတင့်မြတ်ရေးနဲ့လာပြည်တွင်းညဉ့်ဉန်းရေးကိစ္စတွေနိုင်ငံပြန်လဲတိဆောက်ရေးကိစ္စတွေကိုတွေးဆုံညှိနှိုင်းမှုနဲ့နော် ကမကထဥဆောင်ပြီးတော့လောက်ရမယ်အနေထားကိုရောက်သွားတယ်နော်အဲ့တော့တောင်းဆိုရတဲ့အဆင့်ကနေတာဝန်ယူတာဝန်ခံပြီးတော့လောက်ရမယ်အနေထားကိုရောက်သွားတယ်ဆိုတော့တာဝန်ပိုကြီးလာသလိုစိန်ခေါ်မှုတွေကလည်းအများကြီးရှိတယ်လက်တလုံးမှာပြည်သူတွေလိုချင်နေတဲ့အပြောင်းလဲတွေကိုလုံမပေးနိုင်ခင်လွတ်တော်ခေါ်ယူအောင်မှာဖြစ်ပြီးအနိုင်ရ NLD ပါတီကလွှမ်းမိုးထားတဲ့လွတ်တော်တွေဟာနောက်နှစ်2016ဇန်နဝါရီလမှစနိုင်မယ်လို့ခန့်မှန်းကြပါတယ် အဲ့ဒီလွတ်တော်အစည်းအဝေးတွေရောက်တဲ့အခါမှာလက်တလုံးလူပြောပြနေကြတဲ့ဒုတမနာရွေးချယ်တင်သွင်းရေးကနေတမနာအဆင့်အထိဥပဒေကြောင်းအရလုပ်ငန်းစဉ်အဆင့်ဆင့်ကိုတွားကြရမှာဖြစ်ပါတယ်။နောက်အစီအစဉ်မှာအနိုင်ရ NLD ပါတီကရွေးချယ်အဆိုပြုမဲ့ဒုတမနာနှစ်ဦးဟာဘယ်လိုလူပုဂ္ဂိုလ်တွေဖြစ်တင်သလဲဆိုတာကို တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။